မယုံမရှိနဲ့မင်းတို့ရခိုင်ပြည်မှာရခိုင်လူမျိုးထက်ကလားလူမျိုးကပိုပြီးတော့များတယ်ရခိုင်ပြည်နယ်မှာလက်ရှိရှိနေတဲ့လူမျိုးကျန်တဲ့တိုင်းရင်းသားတွေကိုထဲမတွက်နဲ့မင်းတို့ရခိုင်ပြည်နယ်လို့ဒါပြောပေမဲ့ရခိုင်လူမျိုးဟာအ ਨੇ ဆုံးဖြစ်နေပြီအခုလက်ရှိမှာအဲ့တော့မင်းတို့ရခိုင်ဆိုတာကကလားတက်လို့တေမဲ့လူတန်းသား ဲ့တော့ key assessor ကနေပြီးတော့ကယ်လာခဲ့ရတာမင်းတို့ကဒါကိုကျေးဇူးတရားနားမလဲအဲ့ဒါမယုံမရှိနဲ့နော်မင်းတို့ရခိုင်လူမျိုးဆိုတာကလားတက်လို့ကုံမဲ့လူမျိုးမင်းတို့မလေးချားမှာရှိတဲ့ရခိုင်နေကလားကိုမင်းတို့ဘာလို့မဆန့်ကျင်ရဲတာလဲ2017တီတာထွေးလေးပြဿနာနဲ့ပတ်သက်ပြီးတော့မင်းတို့အဲ့ရခိုင်နေဆိုင်ဖွင့်ထားတဲ့ရခိုင်တော်ဆိုင်ပေါ်တက်ပြီးတော့လေလိခံခဲ့ရတာမမှတ်မိကြလား င်းတို့ရခိုင်ပြည်တော်တော်သေးတယ်မလေးရှားမှာအဲ့တော့မင်းတို့ကြောက်နေတယ်လေအဲ့ဒါကြောင့်မလို့မင်းတို့ကလားကိုကြောက်တယ်ရခိုင်ပြည်နယ်ထဲမှာလည်းကလားအများဆုံးဖြစ်တယ်နှာခေါင်းဆက်ခွန်မှာလည်းမင်းတို့ကလားတက်လို့မင်းတို့ရခိုင်အများကြီးတည်ခဲ့တယ်အခုလည်းမင်းတို့ရခိုင်နေကလားတက်လို့တည်နေတယ်နေ့စဉ်နဲ့အများလို့ပြောလို့ရတယ်ဘယ်ကလားတွေလဲလို့ပြောရမယ်ဆိုလို့ရှိရင် ကလား၄ဘွဲ့ရှိတယ် RS ဆိုတော့ RS ဆိုတော့အဲ့မှာ၄ဘွယ်ရှိတယ်အဲ့ကလား၄ဘွယ်ကမင်းတို့ရခိုင် AA ကိုတိုက်နေတာအဲ့ဒါကြောင့်မယုံမရှိနဲ့မင်းတို့ရခိုင်ကြီးဆိုတာကကလားတက်လို့တေမဲ့လူတန်းသားတွေ မားကိုတိလို့အမှန်ပြင်တာအကောင်းဆုံးပေါ့အဲ့တော့ရခိုင်နေကိုငါတို့ကမမုံပါဘူးအေထောက်ခံတဲ့ရခိတွေကိုငါတို့ပြောတာမင်းတို့အလံဖြူထောင်လာတဲ့သင်္ဘောဘဝလူပေါင်း900ကျော်ကိုမင်းတို့တတ်ခဲ့ကြတာမှတ်မိလားလူပေါင်း900ကျော်စစ်သုံးပါနေမပါသေးဘူးနော်ကလေးလူငယ်လူကြီးလူလက် တင်းမောမီးလောင်လို့ကမ်းပေါ်ကူးလာတဲ့လူဘာလူမျိုးလဲဆိုပြီးတော့လူမျိုးမေးပြီးတော့မင်းတို့ဓားတွေနဲ့ခုတ်ဒုတ်တွေနဲ့ရိုက်တက်ခဲ့တဲ့သမိုင်းဆိုတာကအချိန်တန်ပြန်ပေးရမှာဒါပေမဲ့မင်းတို့ဗမာတွေကတောင်းမှာတော့မဟုတ်ဘူးအဲ့အကျိုးကိုကလားတွေကတောင်းလိမ့်မယ်မင်းတို့ရှိမှာမ ாரு ဒေတာဘတ်ဒီမှာကလားတရွာလုံးကလားဆိုတာမရှိဘူး ကလားရွာကိုမဝင်ရဲဘူးဆိုတာမရှိဘူးမင်းတို့ရက်ခိုင်မှာကလားရွာကိုမင်းတို့ရက်ခိုင်နေမဝင်ရဲဘူးမင်းတို့ကကိုယ်မြန်မာတိုင်းရင်းသားအချင်းချင်းသာဟိုဟိုနေမောတရဲတယ်လို့ဖြက်ရဲတယ်လို့ပြောတာကလားဆိုရင်မင်းတို့ကတခင်နဲ့တွေ့တဲ့ခွေးလိုပဲအမိလေးကိုနှက်တက်နှက်တက်နဲ့အဲ့လိုအောက်တန်းသားမင်းတို့အေထောက်ခံတဲ့ရခီးတွေ ကဲကိုသူတို့ဆိုရကျေးဇူးတင်တယ်ကျွန်တော်လည်းဆင်းအောင်မယ်အလောက်ကဒီညပြန်သွားအောင်မှာဆိုတော့ဟုတ်တယ်မအောက်ကငထင်ငယ်ရေးထားတဲ့ comment အဲ့ဒါဘယ်တော့မှမမေ့ဘူးနော်မင်းတို့ကောင်းနေအဲ့မင်းတို့ရခိုင်နေအဲ့တမိုင်းတော့မမေ့သေးနဲ့ဟုတ်တယ်ဟုတ်ကဲ့ကိုကြီးစောပါသူတို့ကိုကြီးသူတို့စောတို့အမှန်တရားကိုရှားပြပေးတဲ့အတွက် ကျွန်တော်နားထောင်ဘူဘူဟုတ္တရရတယ်အားလည်းရတယ်ခင်ဗျကျွန်တော်လည်းဆင်းပါအောင်ပဲပူပြီးမင်္ဂလာပါโอเคโอเคညီကိုတွေအားလုံးဆင်ပြေကြပါသေးအားလုံးเนาะအားလုံးပဲပဲပါဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျအားလုံးဒီစားပါ ကဲစကားပြောချင်တဲ့ရှင်ပြောလို့ရရပါနော်ပြောလို့ရပါတယ်စကားပြောလို့ရပြီ ကားပြောလို့ရပြီစကားပြောလို့ရပါတယ်ဗျာစကားပြောလို့ရတယ်ကျွန်တော်ချင်းမှာကိုတကယ်ဆိုရင်အဲကျွန်တော်နားထောင်လို့ပါတယ်တေချာနားထောင်လို့ကျွန်တော်ကျွန်တော်တည်းကျွန်တော်အလုပ်နည်းနည်းလုပ်နေတယ်ဒါပေမဲ့သူဖော်ရည်တုံးတတ်ပြပါလားဗျာကျွန်တော်တို့ဒီ PDF တွေကအခု တိုင်းပြည်ကိုသူတို့ဖျက်ဆီးခဲ့တာသူတို့ကိုယ်နိုင်သူတို့ပြည်ပညာသိပါကြအဲပထမတော့လက်သုံးကြောင်းထောင်းတာပေါ့အဲ့ဒီတော့အခုအလင်းဝင်လာတဲ့အများကြီးပဲမလီရောလားဆိုရင်အစုလိုက်ပြလိုက်အလင်းဝင်လာအားလုံးပေါင်း400လောက်ရှိပြီ400အဲ့ဒီတော့ဒီလိုဒီဒီလိုဒီဖြစ်လာတာတော်တော်တော့ကောင်းတာလေကြတိုက်ဆရာမလို့သူတို့အလင်းနဲ့ဝင်လာအဲ့တော့အဲ့ဒီလိုအလင်းဝင်ရင်တဖြည်းဖြည်းပြည်တဲ့အရင်ကနေသွားလို့ခဲ့တာ ဟုတ်ကဲ့ကဲ့ဟင်းကျွန်တော်ညီကိုပြောကျွန်တော်နားထောင်နေပီရဲကအဲကနေသွားမှာမဟုတ်လေပီရဲကိုလှူမဲ့လူမရှိလို့ပီရဲဆိုတဲ့အထဲမှာမြန်မာမိန်းကလေးတွေကိုပြပြီးတောင်းစားတဲ့အချိန်မျိုးရောက်အားရကြဖြစ်နေတာဟာ နောက်တစ်ခါကရွေးကောက်ပွဲကြီးပြီးသွားလို့အစိုးရတရက်တက်လာရင်အဲ့ဒီအစိုးရနဲ့လှုပ်တော်နဲ့ဟာလာတက်မတော်နဲ့ပူပေါင်းပြီးတော့ဒီတပုံတွေတို့နိုင်နိုင်နင်းနင်းနဲ့သူတို့ဟိုဥပမာ KIA ရဆမ်းပြီးတော့ KNU ဒီနှစ်ဒီနှစ်ယောက်ကိုအားချင်းနေအောင်လှုပ်လိုက်ရင်ဗမာပြည်တော်တော်ငြိမ်းချမ်းရေးအတွက်ဥည်သွားမယ်ဗျသူတို့အထက်က ဟိုသဘောထားပြောက်ပေါင်းနေလူတွေကငင်းငိုင်းဆွေးနေပဲခုံရောက်လာတယ်။သဘောထားတင်းပါလေထိပ်ပန်းရဲ့ကောင်းတော်နေသူတို့အင်အားချင်းနေအောင်လုပ်ပြီးတော့ဟိုဟိုသူဆောက်တီးရမရအောင်ဟာလားဟိုထွေပြီးဒီဖယ်ပြီးအဲ့လိုအချင်းအနေထားမျိုးကိုသူတို့စီရရဖီရပေးနိုင်ပိုကောင်းတယ်။ဒါမှမဟုတ်ပဲဥသေးစဉ်လက်ထက်ကြီးဆုံးကလို့ဟာလားနန်ကြံရောင်ရောက်ပြီးတော့ဒီလိုင်စံနဲ့တတ်နေတဲ့နန်ကြံရောင်ရောက်ပြီးတော့ အချိန်လေးလိုင်စာကိုဝင်စီးနိုင်တဲ့အနေအထားမျိုးမှာအာတန်ခါဒါတိုင်းရတာပါကွာဆိုပြီးတော့ပြန်တက်ခောက်လာတဲ့ပုံစံမျိုးဆိုရင်တော့အဆင်မပြေလောက်ဘူးပြာကိုတို့လို့ဆိုရအောင်ဟောဘူးပြာကိုတို့လို့ဆိုရအောင်ဟုတ်ကဲ့ဟုတ်ကဲ့အမင်္ဂလာပါဗျာကိုတို့လို့ဆိုမင်္ဂလာပါညီပါလုံးမင်္ဂလာကျွန်တော်ပြောမယ်တိုင်းရင်းသားလူငယ်စုတွေရောတလန့်ကိုင်းတွေရောဒီနေ့နော် ဒီနေ့အချင်းကောင်းသူတို့အတွက်ကတမန်တော်နဲ့ဆွေးနွေးနေတမန်တော်နဲ့ OK ပါပြီပြဿနာမရှိလွတ်တော်ပေါ်လာရင်တော့တိတ်ပြီးသားမှတ်ပြီးတော့လို့နော်လွတ်တော်ထဲမှာဘဒုတိပါနေနေဆိုတာအခုတိဘဒုမှမသိဘူးမလားလွတ်တော်ထဲမှာမျိုးသားရေးသမားတွေပဲရှိနေတယ်အမေရိကန်မှာဆိုလဲအမေရိကန်မှာဗျာ ကနေဒါဆိုလဲကနေဒါပေါ့ဗီတိန်ဆိုလဲဗီတိန်ပေါ့ဗီတိန်မှာတော့ပါလီမန်လို့ခေါ်တာဒီမှာလဲပါလီအမေရိကန်မှာတော့စီနိတ်လို့ခေါ်တာလွတ်တော်နဲ့တပ်မတော်နဲ့ပေါင်းရင်လွတ်တော်ကချမှတ်လိုက်တဲ့ဥပဒေနဲ့ပေါင်းရင်တော့ဘူးဒီကမဟုတ်နေရှိတဲ့ကောင်မဟုတ်ဘူးဂွာမော်မဟုတ်နေရှိတဲ့ကောင်မဟုတ်ဘူးအတမခံရမယ်နော်လိုင်းပေါ်မှာတက်ပြီးတော့အာကျယ်နေတဲ့ကောင်နေအင်တာနက်လိုင်းက ူဖြတ်တာပဲပြီစတာလင်ကပြည်ရွေးမှာရှိတာမဟုတ်ဒီလူတွေပြည်ပါမှာထိုင်းမလေးအဲ့ဒါဂျီတူဂျီလောက်လို့ရတယ်ဒီလားဂျီတူဂျီဆိုတာ government to government ပေါ်လာမဲ့လွတ်တော်ကချမှတ်လိုက်တဲ့ဥပဒေနဲ့တန်ယုံပြောမယ်တန်ယုံကလက်မခံအဲ့တန်ယုံပေါင်းတော့မှာစီးပွားရေးနဲ့ပတ်သက်လို့ပိတ်ဆို့သူတို့စီကဘာမှဝယ်စားအကြောင်းမရှိဘူး အာနားလည်လားမသိဘူးဗျကျွန်တော်မြန်မာစကားပြောတာကိုမျိုးမင်းလားဒီအခုမျိုးမင်းလားကောင်းနေဗျကိုမျိုးမင်းလားဒီခုနကပြောတယ်ជីတူជីသွားမယ်ဥပမာဒီဟိုဒီသူတို့ခေါ်တဲ့ rare app ခေါ်တာပေါ့နော်ဒီ rare app ကိုကရှင်ပြည်နယ်ကနေပြီးတော့တရားရင်ကခိုးချောင်ခိုးဝဲနဲ့မစွတ်မပွတ်ဒီလိုထုတ်နေတဲ့ပုံစံအရာ ဒါတွေကိုကြီးကြီးကြီးဖြတ်တော့ပြီးတော့ဟုတ်လားတန်တမာကြီးကဖြတ်တော့ပြီးတော့ government ကို government ပဲဟုတ်လားရောင်းတာကိုပြတာလို့ဒါပေမဲ့ကျွန်တော်တို့ဒီစစ်ဆက်ဆက်မြန်မာအစိုးရတက်လာတဲ့အစိုးရတွေကပြသမှုမရှိဘူးဗျာကျွန်တော်တို့ဘက်မှာလိုအပ်ချက်တွေအများရှိရတော့ဟုတ်လားအများများ I know ခါတလီကြိုင်ကျွန်တော်ပြီးတယ်အခုခါတလီကြိုင်မြတ်ပြီးရစားသလိုတော့ကျွန်တော်ခင်းနေတယ်အခုတက်လာမယ်ခွင့်ရေးပေးတာတယ်တက်လာမယ်အစိုးရ ီလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါတယ်လူမျိုးတွေကိုတိုင်းပြည်ချစ်တဲ့လူတွေတက်လာတဲ့လူတွေခံခံရမိပြာငါနဲ့တွင်မှာခင်ဗျားရယ်ခေါင်းဖြတ်ခံရတာတွေပါတယ်အကုန်ပါခဲ့တာအဲ့ဒီအတွက်ဥပဒေကြောင့်ရသွားမှာဥပဒေရဲ့ညှိပြကြရတော့ဒါပဲတွေ့လိမ့်မယ်ဒါကြောင့်မို့အခုကျွန်တော်ဆိုရင်လည်းသိရအကျဉ်း တိတော့အောင်မှာပိတ်ချင်တယ်ကျွန်တော် Facebook ကတော့ထားလိုက်ကျွန်တော်ပိတ်ပြီကျွန်တော်မမှုပါဘူးဒါပဲဒါပေမဲ့ G2G သွားဖို့အဲ့ pin ကိုကြည့်နေအားလုံး result လေးလည်းပြီးသွားပြီတက်လာတဲ့ညမောင်းအစိုးရမှာတွေ့ကြသေးတယ် အခုဆိုရင်ပဲကျွန်တော်တို့ကျွန်တော်ပြောမယ်နော်ခဏအခုဆိုရင်ပဲဒီရေသောပွဲကော်မရှင်ရဲ့ချွတ်ချော်လွှဲမှားမှုလေးတော့နည်းနည်းတွေ့နေရပြီပဲချွတ်ချော်လွှဲမှားမှုလေးတွေ့နေရအဲ့ဒါပြင်ပြင်လို့ရပါတယ်အဲဒါတရားအခုဒါတရားပြောလို့ပြောရတာမရှိပါဘူးခဏလေးကျွန်တော်ပြအောင်ပြပြပြကိုမင်းမင်းလက်ချ idea လေးယူရှင်တယ်တော့တက်တက်ခံလို့အမျိုးမျိုးက ိုင်းပြည်တွေတော်တော်များများလွတ်ခဲ့ပြီးရယ်ဗျာကျွန်တော်သူ့ကိုကြိုက်တယ်လို့ပြောပါအောင်အရေးကြီးတာကတိုင်းပြည်ပြည်အကျိုးပြုခဲ့တဲ့လူအတိညာကျွယ်ဝတဲ့လူတော်တဲ့တဲ့ချိန်မှာဒီနှစ်ခုပြည့်စုံပြီပြီတိုင်းပြည်ရဲ့သူအထိုက်လင်းတော့လုပ်ခဲ့တယ်အတိညာဘုဒ္ဓတာအဖြစ်ရဲ့သူကျွယ်ဝမှုရှိတယ်ပြီးတော့ပူရေးကြီးတဲ့တက်လာတဲ့အစိုးရတိုင်းကတတ်မတော်နဲ့ညှိပြီးလုပ်ရမယ်ဆိုတဲ့ဟာကိုလည်းသူကနားလေတာလေ အရင်တော့ तू က LED ရနော်တော်ထုတ်ခံရတာဘာဖြစ်လို့ तू ကနားနေလဲဆိုတော့အမေရိကန်မှာဂျူးတွေဟဲ့ဂျူးတွေရဲ့နိုင်ငံရေးလောကမှာစိုးမိုးထားတယ်လို့ပေါ့ဂျူးကတကယ်အကြိုင်လို့ဂျူး group ကအမေရိကန်မှာ လော်ဘီကအရန်ကြီးပါတယ်နိုင်ငံတိုင်းမှာအတိုင်းပဲထိုင်းမှာလည်းအာမီကပါဝါကြီးတယ်ဘယ်အစိုးရကြီးတက်နေတက်နေဘလောက်ပဲလူလူထောက်ခံထောက်ခံနေထိုင်းမှာလည်းအာမီ group ကြီးက နောက်မှာသူအဲ့ဒီရရန်အရန်ရန်ဩဇာအာဏာကြီးတာအဲဒီမှာမိတို့ပင်ရွေးရွေးချယ်တင်တော်ဝင်ကြီးချုပ်ဖြစ်လာပြီးအာမီရတကယ်လို့မကြိုက်တော့ဘူးဆိုရင်အဲ့ကောင်လေးရတော့တာပဲဗမာပြည်မှာလည်းအဲ့ဒီ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 လိုထူကြတဲ့တင်ကြီးသားရှိတယ်တမ်ဘရွန်နဲ့တက်လာတဲ့အစိုးရတိုင်းကမြတ်တာသားကြတာပြောင်းလို့ဘူးလို့ရမှာ ဘာဖြစ်လို့လဲဆိုတော့တဘုံအဖွဲကြီးကအရင်တော့ကျွန်တော်ပြောပြောနေတယ်နှစ်ဒါးစင်းအခုကတဘုံအဖွဲကြီးကယာကျော်သွားပြီတမ်မရောပြူပြီးတော့လိုအပ်လာပြီအဲ့ဒီလိုတမ်မရောနဲ့ဟလာညာတမ်မီဟလာဟိုကျင်းကြောင်းပြီးတော့တိုင်းပြည်အုပ်ချုပ်မှလို့နားလေတယ်တော်တော်တက်တာဒီလိုအမျိုးကြီးကိုရွေးကောက်ဖွဲ့ဝင်မှုအတွက်စင်ရနေပြီးတော့ ပယ်ဖြစ်တယ်ဆိုတာ UEC UEC အောင်စားစုကြီးတို့တစ်ထက်တော့မှရှိတယ် UEC ကမဲမတမမှုလို့မျက်စိမှိတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်လို့အခုဒီ UEC မှာဟောဖရဲတိတွေပါနေပြန်ပြီလားလို့ဒါမှမဟုတ်မူဝါဒချမှတ်တဲ့နေရာမှာအမှားယွင်းနေစလာပြီလားလို့လူတိုင်းကတော့ အကုန်အပြစ်ကင်းစင်တာမဟုတ်ဘူးနော်ရှိကြမှာပဲဝေးကြီးပြဿနာလေးပါလေဒါပေမဲ့တိုင်းပြည်အတွက်အန္တရာယ်မရှိဘူးဟာအများပြည်သူပြည်သားတွေအတွက်ထိခိုက်နေတာမရှိဘူးအရေးကြီးဆုံးကအမျိုးသားရေးအမျိုးသားလုံခြုံရေးအမျိုးသား interest nation ရဲ့ interest nation ရဲ့ security ကိုချင်းချောက်မှုမရှိဘူးဆိုရင်တော့တက်ဆက်ခိုင်လူရင်းလို့ကိုပယ်ဖြစ်ခွင့်ပယ်ဖြစ်တာမလို့တင်ပါဘူးလို့ကျွန်တော်ယူဆတယ် ြောပါကကိုမျိုးမင်းကပြောအာအာမတ်တက်မတ်တက်ခိုင်နေမယ်မအမဤနေဒီအခုပြောနေတဲ့အခုလည်းပြောမယ်သူရဲ့လုံကြုံကြီးရဲ့သူရဲ့အနာဂတ်အတွက်ခင်ဗျာအမခံမိနေတယ် အာကျွန်တော်နာမည်ကိုကျွန်တော်ဖော်ဖော်ကာလို့ခေါ်လို့ရပါတယ်ကိုမင်းမင်းလိုက်သူသူတိုင်းပြည်မှာရှိတဲ့တိုင်းပြည်ပြည်သားတွေအားလုံးကလွတ်လပ်စွာအသက်လွတ်လပ်စွာအသက်ရှင်ရတည်နေထိုင်ခွင့်ရှိရမယ်ရှိတဲ့တိုင်းပြည်ကိုအုပ်ဆုံးနေတဲ့အစိုးရကြီးကသူတို့ရဲ့ဘဝလုံခြုံမှုအတွက် ဥပဒေမှန်တိုင်နဲ့ကနေပြီးတော့အကာအကွယ်အများဆုံးပေးထားမိတို့ပင်ဆိုစီကမူအမြဲတမ်းဥပဒေကြီးစိုးပါလေဆိုတဲ့အမေရိကတို့ဟာလာဟိုဘက်ကယူရိုတို့မှလည်းလူသားမှုတွေအမလင်းချင်းမှုတွေရှိနေတာပါပဲဒါဆိုကုမဲမဲလက်ခုနမေးတဲ့မိကုံဖြေပြီးသားလို့